ဟာဂင်ကြောင့်ပေါ်တူဂီသင်းမှာရော်နယ်ဒိုဂျူနီယာရွေးချယ်ခံရတာလို့ဝေဖန်နေကြပြီးခြေစွမ်းနဲ့ပတ်သက်ပြီးအကြီးအကျယ်လောင်ပြောင်ခံနေရဗေဒမြလုံးမင်္ဂလာပါခင်ဗျမန်ချက်စတာဖုတ်ဘောဆောင်ကနေကြိုဆိုလိုက်ပါရယ်မန်ချက်စတာယူနိုက်တက်ဂျန်နဝင်းခရစ်စတီယာနိုရော်နယ်ဒိုရဲ့သားဖြစ်သူရော်နယ်ဒိုဂျူနီယာဟာပေါ်တူဂီ U15 လက်ရွေးချယ်အသင်းမှာရွေးချယ်ခံထားရပါရယ်အသက်16နှစ်ရွယ်ရော်နယ်ဒိုဂျူနီယာဟာဂျပန်နဲ့ပွဲစဉ်မှာ28မိနစ်ဂရိနဲ့ပွဲစဉ်မှာ59မိနစ်အင်္ဂလန်နဲ့ပွဲစဉ်မှာ18မိနစ်ကစားခွင့်ရထားပြီးပွဲချိန်ပြည့်တပွဲမှမကစားရသေးပါဘူး ဒီပွဲစဉ်ကိုခရိယားနိုင်ငံကမြို့ငယ်လေးတစ်ခုမှာကျင်းပနေပြီးမဲ့ရနဒိုဂျူနီယာကိုမြင်တွေ့ခွင့်ရချင်နေတဲ့ပိသက်ရာပေါင်းများစွာလာရောက်အားပေးကြတာတွေ့ရပါတယ်။ဒါပေမဲ့ရနဒိုဂျူနီယာဟာအထူးသဖြင့်အွန်လိုင်းပေါ်မှာဆူဆူရရဝေဖန်ခံနေရပါတယ်။ရနဒိုဂျူနီယာရဲ့အားနည်းချက်ရှိခဲ့တဲ့ကစားဟန်တွေကိုပဲအဓိကဆူဆီးပြီး highlight video တွေတင်ထားကြပါတယ်။ဒီကောင်ပနေချင်းဘောလုံးပြည့်လည်ကြည့်ကြပါဦး။ အဖေကြောင့်ဒီကောင်ပေါ်တူဂီသင်းမှာရွေးချယ်ခံရတာပါဆိုပြီးဝေဖန်နေကြပါလိမ့်တကယ်တော့ရော်နယ်ဒိုဂျူနီယာကအဲ့လောက်လည်းမဆိုးပါဘူးအခြားကစားသမားတွေတက်အရက်ပိုးရှင်နေတဲ့အတွက်ကြီးရတာခတိကအောင်ဖြစ်နိုင်ပါလိမ့်ဒါပေမဲ့လူငယ်တယောက်ကိုဒီလောက်ထိဖိအားပေးနေတာကအတော်လေးကိုလွန်လဲလို့ဆိုရပါမယ်ဖောက်ကင်ဖြစ်သူရရှိခဲ့တဲ့အောင်မြင်မှုရဲ့တစ်ရာခိုင်နှုန်းကိုပဲရော်နယ်ဒိုဂျူနီယာလှုပ်ဖြတ်နိုင်မယ်ဆိုရင်တော့သူ့အတွက်အင်မတန်ခမ်းနားတဲ့ကစားသမားဘဝလို့ဆိုရပါမယ်ကျေးဇူးပေးခဲ့တာဂျေဆုတင်ပါတယ်